ကျွန်တော်ရဲ့မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မရှင်များကိုကျွန်တော်တို့ပင်ချီအထီးကီးပေါ့နော်လေးလုံးကိုပြန်လည်ပြောတော့မှာဖြစ်ပါတယ်ရာချိုကီးပေါ့နော်ကျွန်တော်တို့ဒီနံပါတ်80နဲ့9ဟာနေစာပြီးလေ့လာကြည့်အောင်လားခင်ဗျာโอเคကျွန်တော်တို့ဒီ9တုံညာတိနိကီးပေါ့နော်9တုံညာတိနိကီးမှာကျွန်တော်ခွန်တုံညာတုံညာဆိုတဲ့အတွက်အဲ့မှာတုံညာတစ်လုံးပေါ့နော် နောက်ထပ်တင်းနေလေးခွန်မှာကျတော့ခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်ပါတော့ခုနှစ်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာခွန်3ည3ညဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျတော့5608ပေါ့နော်အဲ့မှာ300ဆိုတဲ့အတွက်အဲ့မှာခုနှစ်တလုံးဖြစ်ပါတယ်။6 9ထဲက300ဆိုတဲ့အတွက်ခုနှစ်ဖြစ်ပါတယ်။ဒါကြောင့်မို့300ပေါ့နော် โอเคကျွန်တော်ဒီနံပါတ်90နဲ့1 2 3 5မှာကျတော့694ဆိုရတဲ့ဒီဘက်က4ဖြစ်ပါတယ်ခွန်8 3ည3မှာတော့694ဆိုရတဲ့ကြောင့်မို့8ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ694ဖြစ်ပါတယ်8ရ4ရ694နီးနံပါတ်1နဲ့နီးနံပါတ်2နဲ့ပေါ့နော်နောက်တစ်ခုဒီ6689မှာက63ဆိုရတဲ့ကြောင့်မို့ဒီဘက်က6ပေါ့နော်3469မှာ963ဆိုရတဲ့ကြောင့်မို့ ဒီဘက်ကကျတော့ကျွန်တော်ဒီမှာ6ပေါ့နော်6ရဲ့3ရဲ့ဖြစ်ပါတယ်6ရဲ့3ရဲ့563ဖြစ်ပါတယ်ခင်ဗျာဒီ6089မှာကျတော့68ခွန်ဆိုရတဲ့ဒီမှာတော့68အပြီးပါတယ်ပေါ့နော်အနည်းနံပါတ်2မှာတော့69နှစ်ထက်က6ရဲ့ခွန်ရဲ့ပေါ့နော်68ခွန်ဖြစ်ပါတယ်ခင်ဗျာဒီနံပါတ်90နဲ့လေခွန်69တုံများမှာနိနိခွန်ဆိုရတဲ့ခွန်နှစ်ဖြစ်ပါတယ် ကိုယ်တော်များနေငါမှာတော့နိနိခွန်ဆွေအတွက်နိဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ခွန်ရဲ့နိရတိနိနိခွန်ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်နံပါတ်95ပေါ့နော်၃ည33မှာကျတော့388ဆိုတဲ့အတွက်ဒီဘက်က3ပေါ့နော်968တိမှာတော့388ဆိုတဲ့အတွက်10ဖြစ်ပါတယ်ဒါကြောင့်မို့388ပေါ့နော်3ရ8ရတိ388ဖြစ်ပါတယ် နံပါတ်96 6889မှာ339ဆိုတဲ့အတွက်ကြောင့်မို့3ညရယ် sorry 9ပေါ့နော်ဒီ9ပေါ့နော်ဒီ6 9 3ညမှာကြတော့3ညဖြစ်ပါတယ်ဒါကြောင့်မို့3ညရယ်3ညရယ်9ရယ်3ညရယ်ဒီ339ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီ3 9ညပေါ့နော်3 9ညနေ့လေးကိုဆက်ပြီးဒီလာကြည့်အောင်ဒီ၄၅၆ခုမှာတော့၃၅နှစ်ဆိုတဲ့အ ဒီ9တလုံးပါနော်9ဖြစ်ပါတယ်ကိုယ်တော်ညာနေ9ပါလေ3 9နေဆိုတဲ့အတွက်ဒီဘက်ကတော့9ရဲ့နေရဒီအဲ3 9နေပါနော်ဒီ၄9 3 4 5 6 3 9ဆိုတဲ့အတွက်ဒီဘက်က3ပါနော်ပြီးရင်3 9ဆိုတဲ့အတွက်ဒီဘက်က9ရဲ့နေရ3ရဲ့နေရဒီ3 9နေဖြစ်ပါတယ်ခင်ဗျာနေလေး6တစ်ကြိမ်မှာတော့ကျွန်တော်တို့ဒီ9 6 9 8ထဲကကျွန်တော်တို့ နေလေး60ရက်အတွက်6ပေါ့နော်။တင်းနေလေးခွန်မှာနေလေး60ရက်အတွက်နေ့ရက်၄ရက်ဒီနေလေး60ဖြစ်ပါရယ်ခင်ဗျာ။ဒီကုတုံညာတင်းနေမှာ3နေလေးဆိုတဲ့အတွက်ကြောင့်မို့နေ့တလုံးဖြစ်ပါရယ်။3ညာ136မှာ3နေလေးဆိုတဲ့အတွက်3ပေါ့နော်။ဒါကြောင့်မို့နေ့ရက်3ရက်ဒီ3နေလေးဖြစ်ပါရယ်။ရှိကုတုံညာတင်မှာရှင်းကားနေဆိုရတဲ့ဒီမှာရှိပေါ့နော် နေ35မှာ85နေဆိုတဲ့အတွက်ကြောင့်မို့ဒီနေ့ရဲ့9ရက်ရှိရပေါ့နော်နေ98 85နေဆိုပြီးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ9893ည9893ည3မှာ865ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီဘက်က8ဒီဘက်မှာလည်း8ဖြစ်ပါတယ်ပေါ့နော်8လုံးပဲအနေနဲ့865ဆိုပြီးဖြစ်ပါတယ် နောက်ထပ်36 64 68 69ခွန်ရှိ69 69လည်းဆက်ပြီးလေ့လာကြည့်အောင်ပါနော်ဆိုတော့ကျွန်တော်အဲ့ဒီမှာ356မှာဒီ3ရယ်5ရယ်ပေါ့နော်3ရယ်5ရယ်646မှာ6ရယ်4ရယ်9ခွန်8မှာတော့ခွန်8 9အတုံးလုံးအပါ69 6မှာ6ရယ်9ရယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဒီ3469မှာ356ဆိုတဲ့အတွက်3ရယ်6ရယ်ဖြစ်ပါတယ် 6 6 0ရဲ့အတွက်4ရယ်ပေါ့နော်9 8ရှစ်မှာ9ဖြစ်ပါတယ်6 9 6မှာ6ရယ်9ရယ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအကြိမ်အဖြစ်တရားနဲ့6ကြိမ်ရှိပြီပေါ့နော်ဒါပြင်ရှိဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်မိုက်ရှင်နာကိုနီးလေးလာလို့ရအောင်ပေါ့နော်ကျွန်တော်ပြန်လည်များတော့မှာဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်ဒီဖက်ဆာမြန်လာကိုဆက်ပြီးလေးလာကြအောင်ပေါ့နော်ဒီ6 9 8ရယ်1 4 5ရယ်ပေါ့နော်ဒီ6 9 8ရယ်1 4 5ရယ်ဖြစ်ပါတယ် ဒီ86 9ညမှာ89ရှေ့ဆွေအတွက်6ရ9ရပေါ့နော်တလင်းကမှာတော့တည်တလုံးဖြစ်ပါတယ်ဒီတစ်ပတ်မှာသူက968ဖြစ်ပါတယ်ဗောနော်ခဏနေကြရင်နှီးနေတော့ပြပြီးတော့မှာဖြစ်ပါတယ်ဒီ69တင်လေးမှာတော့69ရှေ့ဆွေအတွက်6ရ9ရဗောနော်တလင်းကမှာတော့ကျွန်တော်10ရ9ရဆိုပြီးဖြစ်ပါတယ်တလင်းကဗောနော်ခရင်ဆိုအနေနဲ့ကျွန်တော်နံပါတ်1ကိုဆက်ပြီးလေ့လာကြည့်အောင်ဗောနော်နံပါတ်1နံပါတ်2ဖြစ်ပါတယ်နံပါတ်1ကိုဆက်ပြီးလေ့လာကြည့်မယ်ဗောနော် ထဲတာကတော့ကျွန်တော်နံပါတ်၁ဖြစ်ပါရခင်ဗျာနံပါတ်၁ကိုကြတော့ဒီ၃မြောက်ဝင်ချိန်ပေါင်းတာ၃မြောက်ပါနော်၅လေးလေး90ဖြစ်ပါတယ်၉နဲ့ပေါင်းတော့90နဲ့၉6နှစ်ကျင်7နှစ်10နှစ်ပေါင်းတာ73ပေါ့နော်95ပေါင်း10 19ဖြစ်ပါတယ်ဒီ3ကတကျင်ဖြစ်ပါတယ်4နဲ့6ပေါင်းရှင်10ခွန်လေးလီ20နဲ့8ကို9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ 3နဲ့6ပေါင်းတာစနစ်ပေါ့နော်နေနဲ့ရှင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်နောက်ထပ်ဒီ3နဲ့ဒီ5နဲ့ပေါင်းတာရှိပေါ့နော်ရှင်းနဲ့6ပေါင်းရှင်း18ဆိုတဲ့အတွက်ကြောင့်မို့ခွန်၈၉၃ညဖြစ်ပါတယ်၈၉၈ဆိုတဲ့အတွက်ဒီမှာ၈ရ၉ရဒီ၈၉၈အပီးပေါ့နော်ဒီမှာဖြစ်ပါတယ်ခွန်၈၉၃ညမှာ၈၉ရှိပါတော့ဆက်ပြီးတော့ကျွန်တော်ဒီ၃ည၁၂၃ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာ သူ့ကိုနှစ်ကြိမ်ပေါ့နော်သူ့ကိုလေးကြိမ်အလေးမှာဆွဲအတွက်ဒီအလေးထိုင်မှာနှစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်စီပေါင်းတယ်ပေါ့နော်ပြီးရင်ဒီအလေးမှာဆွဲအတွက်ဒီအလေးမှာရှောင်းတဲ့တုံညာနဲ့ပါတစ်ကြိမ်စီအလေးကိုလေးနဲ့မြောက်ပြီးငားနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာသုံးနှစ်ကြိမ်ပေါင်းရှင်းဒီ600ရာတယ်ပေါ့နော်လေးလေးဒီဟာ16ဒီ9ရာတစ်ကြိမ်ရှင်းနှစ်ကြိမ်16ရှောင်းနှစ်ခွန်ပေါင်းရှင်း73ပေါ့နော် လေးနာကျင်ရှစ်ရှင်းနဲ့ကိုးပေါင်းတာကစက်ခွန်ဒီနှစ်ကတကျင်6နဲ့3များနဲ့ပေါင်းတာ6 6နဲ့30နဲ့6 9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒီမှာကျတော့3ခွန်ပေါင်းရှင်း30ဖြစ်ပါတယ်ဗောနော်ဒီ6 9ပေါင်း6 9ပေါင်း15 9နဲ့ပေါင်းရင်20ဖြစ်ပါတယ်6 3ကျင်18နှစ်နဲ့ပေါင်းရင်30ဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့3ည3ဗောနော်အဲ့ဒီမှာတော့ တလုံးတလေးငါဖြစ်ပါတယ်။တောင်ည3 3မှာတလေးငါပေါ့နော်ဒီဟာဖြစ်ပါတယ်။တောင်ည3 3မှာတလေးငါဆက်ပြီးတော့ဒီငါ6 8ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်အောင်ဒီနှစ်ကြိမ်သူ့၄ကြိမ်ပေါ့နော်ပြီးရင်အလေးမှာတစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်စီပေါင်းတယ်အလေးမှာတစ်ကြိမ်ထိနေပိနေမှာတစ်ကြိမ်အလေကို၄နဲ့မြောက်ပြီး၅နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ။ 403ကြိမ်ဆိုတဲ့အတွက်ဆက်နေပါတော့9လေးလီယံ20ဖြစ်ပါတယ်3ကြိမ်6ခုနပေါင်းတာ73 6နဲ့2ပေါင်းတာက10ဖြစ်ပါတယ်ဒီ400ကြိမ်ပါတော့9နဲ့2ပေါင်းတာ73 3လေးလီ72ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်3လေးလီ72ဒီ9နဲ့ထပ်ပေါင်းနေပါတော့ နေနဲ့3ပေါင်း5 5နဲ့ပေါင်းရင်10ဖြစ်ပါတယ်။ရှင်းနဲ့2ပေါင်း10လေးနဲ့3ပေါင်းတော့5ဆိုတဲ့အတွက်ဒီတစ်ပတ်မှာနှီးအရာ968ဖြစ်ပါတယ်။ဒါပင်ချေပေါ့နော်ကျွန်တော်ပြန်ရင်အဖြစ်ရာကျော် ဖြစ်ပါတယ်။869မှာ69ရှေ့တော့မြတ်တင်းတော့မှာ105 968ဖြစ်ပါတယ်ပေါ့နော်။ Okay ဆက်ပြီးတော့ကျွန်တော်နှီးနံပါတ်2ကိုဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။ဒါကတော့ကျွန်တော်နှီးနံပါတ်2ဖြစ်ပါတယ်။ နေ့နံပါတ်2ကဒီ3ညောက်လေးနဲ့မြောက်တယ်ဗနော်ဒီ9ကတစ်ချိန်ဖြစ်ပါတယ်နောက်ထပ်6နဲ့9ပေါင်းတာကလည်း15ဖြစ်ပါတယ်9လေးဒီ20 20နဲ့9 9နဲ့10ပေါင်းချင်းဒီ6 3အလျာ3နဲ့ချိန်ပေါင်းတာ6ဗနော်ပြီးရင်လေးနဲ့6ပေါင်းချင်း30ကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ9ပေါင်းတာ30ဖြစ်ပါတယ်ဗနော်နောက်ထပ်ဒီ6နဲ့ချိန်7နဲ့9နဲ့2ပေါင်းခွန်ပေါ့နော်ခွန်နဲ့7ပေါင်းတာ8ဆိုတဲ့အတွက် ရှစ်ကိုကိုနိဗ္ဗာန်စတေတေကိုသုံးပါလေရှစ်ကိုတလေဆိုပြီးဖြစ်ပါတယ်။အဲ့ဒီမှာတော့ရှစ်ကိုရှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာချစ်ရကိုရပေါ့နော်။ရှစ်ကိုတလေမှာရှစ်ကိုရှစ်တီဟာဖြစ်ပါတယ်။ဆက်ပြီးတော့ဒီငါ68တစ်စွာလေးကိုလေ့လာကြည့်မယ်ပေါ့နော်။ဒီ၃ကို၄ကြိမ်၄မှာတစ်ကြိမ်ရှင်းနဲ့၉နဲ့မှာတစ်ကြိမ်စီဒီမှာတစ်ကြိမ်သူ့ကို၄နဲ့မြောက်တယ်ပေါ့နော် အလေးမှာတစ်ချိန်6နဲ့3ရက်နဲ့မှာတစ်ချိန်စီကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်3လေးစက်နှစ်ပါနော်နင်းနဲ့ဒီလေးပေါင်းရှင်းဒီ6ရှင်းနဲ့9ပေါင်းတာကဆက်ခွန်9လေးဒီ30နဲ့6အလေးနဲ့ပေါင်းရင်40ပေါ့နော်3နဲ့8ပေါင်းတာ73အလေးအနည်းနဲ့ချိန်ပေါင်းတာ4ပေါ့နော်6နဲ့ဒီ10ပေါင်းရှင်း9ဖြစ်ပါတယ်ခင်ဗျာ 6နဲ့ဒီလေးပေါင်းရှင်း30ခုနဲ့ခွန်ပေါင်း14လေးနဲ့တစ်ပေါင်း5ဆိုတဲ့အတွက်5 6 6ကို2ပေါင်းတာ8 8ကို3ပေါင်း71 5 6 8တင်မှာတင်လေး5ဒါကြောင့်မို့ကျွန်တော်ဒီဟာက9ရက်တရက်ဒီ305ဖြစ်ပါတယ်ခင်ဗျာ9681မှာ305ဒီဟာပါနော်အဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာဆက်ပြီးကြည့်အောင် ဒီ၃ကို၄နဲ့မြောက်ထားတဲ့အတွက်ဒီ၄ကို၄နဲ့မြောက်မယ်ကဲ့ရဲ့တစ်ကြိမ်ထိတ်စီနဲ့လဲမှာတစ်ကြိမ်စီလဲမှာတစ်ကြိမ်ဆိုတဲ့အတွက်တုံညမှာဒီကို၄နဲ့မြောက်တယ်ပြီးရင်ကျွန်တော်ဒီ၄နဲ့၄နဲ့မှာတစ်ကြိမ်စီ အလျာ၄အလျာ၄ကိုနှစ်ကြိမ်ပေါ့နော်ပြီးရင်ထိတ်စီနဲ့အပိနဲ့မှာတစ်ကြိမ်စီအပေါင်း၁ဆိုပြီးဖြစ်ပါတယ်ခင်ဗျာလဲလဲဒီ၁၆ရှောင်းလဲလဲဒီ၁၆ရှောင်းနှန်း၅ပေါင်း၂၀နဲ့တက်ပါနော် တင်းနဲ့၄ပေါင်းရှင်း၅၄လီက၈နင်းနဲ့၄ပေါင်းတာ၄အလျာ၄နဲ့ချိန်ပေါင်းတာ၈နင်း၉နဲ့၁ပေါင်း၃၀ပေါ့နော်၉နဲ့၁ပေါင်း၃၀နင်းဆိုပြီးဖြစ်ပါလေဒါဆိုရင်တင်းနဲ့၅ပေါင်း၆၄နဲ့ပေါင်းရင်၃၀ရှင်းနဲ့၄ပေါင်း၃၀ဒီမှာ၈တလုံးကြံမယ်ပေါ့နော်ဒါဆိုရင်ရှေ့ကိုတစ်တိုးတာ၉ကိုနေပေါင်းတာ73တစ်ကို3ပေါင်း4 89တစ်လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒါဒီတင်ချာလညွန်ချက်အရာပေါ့နော်၈၉၁၄ဆိုပြီးဖြစ်ပါတယ်။အားဆိုရင်၈၉၁၄ဒီမှာတော့ကျွန်တော်ခွန်၈၉၀၈၉၁၄မှာ၈၉ပေါ့နော်ဒီမှာတော့တုံများတင်နေတော့၅၆၈ဆိုတော့တည်တလုံးအဲ၁၄ငါဒီမှာတော့၅၆၈အဲ၈၉၁၄ဆိုတော့ဒီမှာ၈တလုံးကအတူနေတယ်ပေါ့နော်ဒါသူကတော့အကျဉ်းအဖြစ်၁၀၀နဲ့၁၀ကျော်ပြီပေါ့နော် တော့တရားနဲ့၉ချိန်ရှိသေးတယ်ဗောနော်ဒါတရား၁၀ခွန်၁၂၀နာရှိပြီဗောနော်โอเคဒါကတော့တင်ချန်ဒီအရာကျွန်တော်ပင်ရှိကီလေးလုံးကိုညီနှမျိုးမိတ်ဆွေများလေးလာလို့ရအောင်ပြန်လေးများရှင်းတာဖြစ်ပါတယ်ဗောနော်โอเคခုလိုလို့ဆက်ကတော့ကျွန်တော်ဒီမှာအတော့ရှောက်အကိုနေဆဲပဲဖြစ်ပါတယ်ခင်ဗျာโอเคဒီတစ်ပတ်မှာ96ခွန်ရှိရ89ဒီနေ့ရရှိဖြစ်ပါတယ် ျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းဒီလိုမျိုးပင်ရှိကိနေတော့ဤနှမျိုးကိုလည်းပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်။ Okay ယခုဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီအောင်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။